မရဒေါ်နယ်ထရန့်ကအမေသားနဲ့ကော်ဖီအပါအဝင်ကွန်ပစ္စည်းအမျိုးပေါင်း200ကျော်အပေါ်အတွင်းကုန်အခွန်တိုးကောက်နေတာကိုပြန်ရုပ်သိမ်းလိုက်ကြောင်းနိုဝင်ဘာလ15ရက်နေ့ကတမရအမိတ်ထုတ်ပြန်ပါတယ်။အမေရိကန်နိုင်ငံမှာလွန်ခဲ့တဲ့လအနည်းငယ်အတွင်းကုန်စည်နှုန်းတွေကြီးမြင့်လာတဲ့နဲ့ငွေကြေးဖောင်းပွားမှုတို့အပေါ်ပြည်သူလူထုရဲ့ဖိအားပေးမှုတွေကြီးထွားလာနေတာကြောင့်အခုလိုပြန်ရုပ်သိမ်းပေးလိုက်တာပါ။အခုအခွန်တိုးကောက်မှုကနေပြန်ရုပ်သိမ်းပေးလိုက်တဲ့ကွန်ပစ္စည်းတွေဟာအမေရိကန်စားသုံးသူအများစုနေ့တစ်တူကဝယ်ယူသုံးစွဲနေကြတဲ့အမေသားကော်ဖီ ငပြောသည်အတိအနံဟင်းဒီဟင်းရွက်အမွေးအကြိုင်နဲ့ကိုကာတို့လည်းပါဝင်ပါတယ်အခုနေ့အပြိလာနေ့ရက်နေ့မှာနိုင်ငံပေါင်း180ကျော်အပေါ်တွင်းကုံခွန်နေအ ਨੇ ဆုံးဆရာခိုင်နှုန်းတိုးမြင့်ောက်သွားမဲ့အကြောင်းကြေညာခဲ့တာကြောင့်အရင်နှစ်ဆုံးမဟာမိတ်နိုင်ငံတွေနဲ့ပါကုန်သွယ်ရေးအပေါ်အခြေခံတဲ့တန်တမာရေးဆက်ဆံမှုတွေအဆင်မပြေဖြစ်ခဲ့ပါတယ်သူရဲ့အခွန်တိုးကောက်မှုကြောင့်ရှီရင်စွဲကုန်စည်နှုန်းတွေကျမသွားတဲ့အပြင်အဲ့ဒီကြေညာမှုနောက်ပိုင်းတွင်းကုံတန်ဖိုးတွေပါတွင်းကုံပစ္စည်း တံပိုးတွေတဖြည်းဖြည်းတက်လာတာရဲ့အကျိုးဆက်အဖြစ်နဲ့နေ့စဉ်ဝယ်ယူသုံးဆွဲနေတဲ့စားတောက်ကုန်နဲ့ကုန်ပစ္စည်းစည်းတွေလည်းတရိပ်ရိပ်တက်လာခဲ့ပါတယ်။အခုချိန်ထိလည်းအဲ့ဒီနိုင်ငံ180တဲကအများစုနဲ့ကုန်သွယ်ရေးဆွေးနွေးမှုတွေမပြည့်ပြတ်သေးပါဘူး။သမရထရန့်ကတွင်ကုန်ခွန်တိုးကောက်ရတဲ့အဓိကအကြောင်းရင်းဟာအဲ့ဒီနိုင်ငံတွေနဲ့ကုန်သွယ်တဲ့နေရာမှာအမေရိကန်ကအများအားကုန်သွယ်ရေးလုပ်ငွေပြနေတဲ့အတွက်တပန်းရှုံးတယ်လို့ယူဆပြီးသူတို့အပေါ်တံပြန်အခွန်ကောက်တဲ့နည်း reciprocal tariff ကိုကျင့်သုံးတာဖြစ်ပါတယ်။လက်ရှိမှာသူချမှတ်ခဲ့တဲ့အဲ့ဒီ policy ရဲ့ဆန့်ကျင်ဘက်ရလဒေတာဖြစ်ခဲ့ပြီးနောက်ဆုံးအခု November လ၄ရက်နေ့မှာကျင်းပခဲ့တဲ့ဂျာကာလာရွေးကောက်ပွဲမှာမဲဆန္ဒရှင်အများစုကသမရရဲ့အုပ်ချုပ်မှုအောက်မှာကုံစင်းလုံးကျင်းနေတာငွေကြေးဖောင်းပွနေတာနဲ့စီးပွားကျနေတာတွေကို ထောက်ပြပြီးဒီမိုကရက်တီကိုမဲပေးသူများခဲ့တာကလည်းသူအခုလိုတွင်းကုန်အခွန်ကောက်တာကိုပြန်ရုပ်သိမ်းပေးဖို့ဖြစ်လာရတဲ့အကြောင်းရင်းတစ်ခုဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဇောင်းဝင်လိုက်ပါ